ကဲအားလုံးအားလုံးတော်လေးတွေအတွက်ပေါ့နော်အဲရင်းနှွေးနဲ့ပဲမြည်မြည်နောက်တစ်ခုကရင်းနှွေးနဲ့ပဲမြည်မြည်ပေါ့နော်အဲဒီအတွက်အကောင်းဆုံးတော့အဲအမီးလေးတစ်ခုဖြစ်တဲ့နော်ကျွန်တော်တို့မှာကောလကားညွတ်တုံနီလေးကိုတုတ်ပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအတန်လေးကတော့နည်းနည်းနားနေတဲ့အတွက်နော်တိခံပေးပါလို့နော်ဒီကောကောလကားညွတ်လေးတုတ်ဖို့အတွက်ကကျွန်တော်တို့ကဘာလေးတွေလိုအပ်မလဲဆိုလို့ရှိရင်ဒီမှာဒါကကြတော့ကျွန်တော်အမီးပဲလှော်တောင်းလေးပေါ့နော်အမီးပဲလှော်တောင်းလေး မြေပဲမရှိဘူးဆိုလဲကျွန်တော်တို့ကပဲမောက်ကလဲပဲမောက်အကြံနဲ့ရပါတယ်ဒါလေးကတော့ချက်တော့အဖြူနီလေးကိုမှကျွန်တော်တို့ကဒီမှာစီတက်ထားတာပေါ့နော်စီချက်ကလေးရဲ့နောက်တစ်ခါကျတော့အချင်းဆက်ကလေးတုံးမှာဖြစ်တဲ့အတွက်เนาะချင်းခံဆက်ပေါ့နော်ဆိုတော့တံပြာသီးလေးပါမယ်ငေဥသီးစိမ်လေးပါမယ်ဒီမှာငံပြာရည်လေးပါမယ်နောက်တစ်ခုကအထဲကြောင်ဆောင်းနေကြအချုံမုံလေးပါမယ်စားလေးပါမယ်ပေါ့နော်ဒါလေးကကြအချင်းရန်ကြီးမပေးရဘူး တကယ်ကိုအရင်စားကောင်းလို့မလို့ကျွန်တော်ဘက်ကပြန်ပြီးတော့ဝေမျှပေးတာပါနော်ပထမအဦးဆုံးအနေနဲ့ကတော့ကျွန်တော်တို့ကရင်းနှွေးပုပ်ပွက်ဆူထားတဲ့နော်တင်ထားတဲ့ထဲကိုဒါလေးတွေကျွန်တော်တို့ကထည့်မယ်ပေါ့နော်တကယ်ရင်းနှွေးကပုပ်ပွက်ဆူလာပြီဆိုတော့ကျွန်တော်တို့ကဂရခန်းအညွန်လေးတွေကိုနော်ဒီအစင်းရောင်ကနေပြောင်းမသွားအောင်ကျွန်တော်တို့ကဒီမှာစားလေးထည့်ပါမယ်နော်စားလေးထည့်လိုက်ပါမယ်အဲစားလေးထည့်ပြီးသွားရင်တော့အတန်ဆေးထားတဲ့ဒီမှာဝလခအညွန်လေးတွေကိုထည့်လိုက်ပါမယ်။ အစတော့အများကြီးပေါ့နော်ဒါလေးကိုကျွန်တော်တို့ကအဖုံးမအုပ်တော့ဘူးမအုပ်တော့ဘဲနဲ့အဲဟိုဘက်ဒီဘက်ကလေးလှမ်းပေးမယ်ပေါ့နော်ဒါကျွန်တော်တို့ဝါလောက်ပေါ့နော်7မိနစ်15မိနစ်လောက်ပြုတ်လိုက်တဲ့အခါမှာကျတော့အခုဒီပုံစံမျိုးလေးနော်စားထိုက်တဲ့အတွက်လည်းအယောင်ပြောင်းမသွားဘူးเนาะဒါလေးကိုကျွန်တော်တို့ကဆဲပြီးတော့အေးခံထားပါမယ် ဒါလေးတွေကိုကျွန်တော်အေးခံလိုက်ပါအောင်မယ်အေးခံပြီးသွားရင်တော့ကျွန်တော်တို့ကစတက်တက်မှာရှိနေတဲ့ရေလေးတွေကိုညှစ်မယ်ညှစ်ပြီးတော့ကက်ကြီးလေးနဲ့နုံနုံကလေးတွေကိုကိုက်မယ်ပေါ့နော် နော်အေးခံပြီးတော့ရေညှစ်ထားတဲ့ဒီမှာနော်ကလကန်းညွန်လေးတွေကိုကျွန်တော်တို့ကအခုလိုမျိုးလေးညှက်ပါမယ်နုံနုတ်ကလေးပေါ့နော်အဲအခုဒီမှာအခုလိုလေးနော်ညှက်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အရာစာလေးတွေထည့်ပါတော့မယ်ဒီထဲကိုကျွန်တော်ဒီမှာ ဒီပဲလော်ဒောင်းလေးပေါ့နော်ကျွန်တော်ကစီစီပိုင်ပိုင်လေးစာကျင်တာဖြစ်တဲ့အတွက်နော်မုတ်ထည့်ပါမယ်အားလေးပြီးသွားရင်တော့ဒီမှာနော်စီချက်ကလေးထည့်ပါမယ်စီချက်ကလေးကိုကျွန်တော်တစောင်းကနေပြီးတော့ CU ယူမယ်အဲ့လိုမျိုးပေါ့

ထက်ပြီးတော့ရင်ဒီထက်ကိုထုံးစံလိုက်မယ်အချိုမုံလေးထည့်ကြအောင်ဆောင်ပါမယ်အဲ့ဒါလေးပြီးတော့ရင်တော့ကျွန်တော်တို့ချင်းခံဆက်မှာဖြစ်တဲ့အတွက်စားလုံးဝမသုံးပါဘူးငံပြားရည်လေးထည့်ပါမယ်အဲ့ဒါဆိုရင်အားလုံးပြီးသွားပြီဖြစ်တဲ့အတွက်ဒါလေးကိုအရသာလေးတွေနှံ့သွားအောင်ကျွန်တော်တို့ကနေပြပါမယ်နော် ဒါပဲအရသာလူကတော့ကျွန်တော်ကတခါတည်းထွက်လိုက်တာပဲဒီနေ့ကတော့ဘာပေါ့ဒါကိုလခါအတုပ်ကလေးပေါ့နော်အတုပ်ကလေးကျွန်တော်ပြောထားတဲ့အတိုင်းအမြင့်ဆိုတာဖြစ်တဲ့အတွက်ကျွန်တော်ကတော့အတုပ်ဆိုလို့ရှိရင်ရင်းနှွေးလေးနဲ့အလားမျိုးစားပြတ်တယ်ပေါ့နော်ထမင်းနဲ့မစားတတ်ဘူးပေါ့တကယ်ကိုပဲစားလို့ကောင်းတယ်ပေါ့နော်ညမင်းတို့ဆုံးလား အပြုံးတဲ့အနေကြော်လေးကလည်းအခုလိုလေးလှုပ်ထားပြီးတော့ကျွန်တော်တို့ကစားတဲ့ခါမှာစားရင်လည်းရမ်းကောင်းတာပေါ့နော်ဟုတ်လားအဓိကဘိုင်းရလည်းရမ်းမများဘူးညာ ော်ရင်းရွှဲလဲပုံမူလေးနဲ့အဲရွှဲတော့ဆိုရင်အရန်ချက်အဲအိမ်အောင်ရှင်အမျိုးသမီးတွေအများဆုံးဒါဒီအုံလေးကိုတကယ်ကိုပဲဟိုတည်တည်ဆာချာလေး မှတ်ယူထားတင်ပါတယ်เนาะဘာလို့လဲဆိုတော့ကြာကိုယ့်ရဲ့ကြာကြာတွေကနင်းညွင်လေပြိုတတ်တယ်လေအဲ့ဒီအချိန်မှာဘယ်မှမထွက်အောင်ဒီလိုအမီးလေးတစ်ခွက်သာလှုပ်ပြလိုက်เนาะနောက်တနေ့လဲအိမ်မအိမ်မြဲနေမှာကိုယ်မြဲတယ်ဖြစ်သွားလိမ့်မယ်အဲ့ဒါတကယ်အာမခံတယ်ဒီနေ့တော့ထမင်းလွတ်ပဲထမင်းမစားကြတော့ဒီအုံနဲ့ပဲနှစ်ပါးသွားလိုက်တာပေါ့နော် ဒီကိုရခန့်ညွန်ကြတော့ကျိုးစားလဲရန်ကောင်းတယ်ကျွန်တော်အတော့ဘူးကြိုက်တယ်အချိုးစိမ့်စိမ့်နေပါတော့ ကိုကြီးမှာပဲတုတ်စားစားဧည့်တယ်လာဖို့ပဲတုတ်ကြွေကြွေပေါ့နော်ဒီတကယ်ကူကောင်းလုံးပါတော့အခုလိုမျိုးနော်ဘောရခါအညွန်လေးကိုကျွန်တော်ပြောနေတဲ့အတိုင်းတုတ်စားကြည့်ပါလို့ပြောရင်းသားနဲ့ပဲအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ